မင်္ဂလာပါရှင်မက်ရှလာ3ရက်တနင်္လာနေ့ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစော်လင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့မြို့တော်အတန်ရှင်သားရရေးနဲ့လမ်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်တဲ့သတင်းရန်ကုန်တိုင်းဒေသကြီးစီပင်သာရေးဝန်ကြီးရန်ကုန်မြို့တော်ဝန်ဥပ္ပိုလ်ထေဟာရန်ကုန်မြို့တော်စီပင်သာရေးကော်မတီဒုတိယဥက္ကဋ္ဌဒုတိယမြို့တော်ဝန်ဦးညီညီအတွင်းရေးမှူးဦးညွန့်ဖေးကော်မတီဝင်များဌာနမှူးများနဲ့တာဝန်ရှိသူများလိုက်ပါလျက်မက်ရှလာတရရဲ့နံနက်ပိုင်းက တကုံမြို့နယ်အလုံလန်းနှခတ်တရားပြကန်သူတွားရောက်၍လမ်းတစ်လျှောက်တန်ရှင်းတရားတည့်ရစီရေးဆောင်ရွက်ရန်အုံမိုးကိုင်းများဖြန့်ညှိပုံသွင်းအလင်းဖွင့်ရန်အမိုက်တည့်ရွက်၆ကြီးများလှည့်ချင်းရှင်းလင်းရန်နှင့်1386ခုနှစ်မြမရူရမဟာတကြံအားစီကားတိုက်မြဲစွာကျင်းပနိုင်ရေးအတွက်မန်တန်ငယ်များတိဆောက်နိုင်ရေးဆောင်ရွက်ရန်တို့ကိုသက်ဆိုင်ရာတာဝန်ရှိသူများအားမှကြားပါသည် အဲ့ဒီနောက်မြို့တော်ဝင်တဲ့အဖွဲ့ဟာဗဟန်းမြို့နယ်ဥပိ္ပစာရလမ်းနဲ့အနောက်ရှေကုန်းတိုင်းလမ်းကြောင်းတွင်အင်ဂျင်နီယာဌာနလမ်းနေတရာကမြို့တော်နေပြည်သူများအဆင်ပြေစွာသွားလာနိုင်စေရန်အရှိပေ350အကြေစေပြီးလမ်းသာတိုးချဲ့ဆောင်ရွက်နေမှုကိုကြိရှိစစ်ဆေးပြီးလမ်းဘေးရှင်များအတွင်အမိုက်များရှင်းလင်းရန်မြောင်းဖုံများဖုံးအုပ်နိုင်ရေးဆောင်ရွက်ရန် လမ်းတလျှောက်အုံမိုးကိုင်းများဖြန့်ညှိပုံသွင်းအလင်းဖွင့်ရန်နှင့်တန်ရှင်းတရားတရရဲ့လုပ်ငန်းများဆောင်ရွက်ရန်တို့ကိုမှာကြပြီးလိုအပ်သည့်များဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းသိရပါပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပြပူလာတာပါ။ဆလာဒင်ဆမဲတဲ့တင်ကတော့ဒေါ်ပုံမြင်းနေရင်နေရာသေးကြောင့်ပဲရဲ့အင်္ဂလိပ်စာသင်တန်းဖော်လေတဲ့တဲ့တင် ဘူတထောင်ခရိုင်တော်ပုံမြူနယ်တွင်နေရာသည့်ကျောင်းပရဲကာလာအတွင်းအင်္ဂလိပ်စာအခါမဲတင်နန်းကိုမြို့နယ် community center ခံမာတွင်မတ်လတရက်နနက်10နာရီကဖွင့်လှစ်ကြောင်းသိရပါသည်အခုလိုဖွင့်လှစ်ရာတွင်မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးဝင်းကိုကိုကအဖွဲ့မှစကားပြောကြားပြီးတော်ပုံမြူနယ်ပြန်ကြားရေးနေပြီးသူဆက်ဆိုင်ဦးစီးဌာနမှဦးစီးအရာရှိဒေါ်ချစ်စုဝေကတင်နန်းဖွင့်လှစ်ရာချင်းအွယ်ချက်များကိုရှင်းလင်းပြောကြားပါသည် ဆက်လက်ပြီးဒေါပုံမျိုးနဲ့အမျိုးသမီးရှေ့ရအဖွဲ့ဥက္ကဋ္ဌဒေါ်မီစင်ဖြိုကတင်နန်းသားများအတွက်အထောက်အကူပြုစာအုပ်များကိုပေးရလိုရန်ပါတယ်။တင်နန်းသူဒေါပုံမျိုးနဲ့တွင်ရှိအခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူ30ဦးတက်ရောက်သင်ယူကြပြီးမက်ရှလာတရနေ့မှမေလ25ရက်နေ့အထိတင်ကြားပို့ချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ပစွန်တောင်မြို့နယ်တွင်ကလေးငယ်များအားပိုလီယိုရောဂါကာကွယ်ဆေးတိုက်ဆွဲတဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးပစွန်တော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှပစွန်တော်မြို့နယ်အတွင်းရှိအသက်၂လမှ59လအရွယ်ကလေးငယ်များအားပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းအစီအစဉ်ကိုဆောင်ရွက်ကြကြောင်းသိရပါသည်။အဆိုပါလုပ်ငန်းများဆောင်ရွက်ရသူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစုံမူအောင်နှင့်အဖွဲ့ဝင်များမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာနန်းလာထွန်းဦးဆောင်နှင့်ကျန်းမာရေးဝန်ထမ်းများ မြို့နယ်မိခင်နဲ့ကလေးစောင်းလျှောက်ရေးအသင်းနဲ့အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌဒေါ်နှင်းနှင်းအေးနဲ့အဖွဲ့ဝင်များကပါဝင်ဆောင်ရွက်ကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့လာတာပါ။ရှမ်းကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။ကြည့်ရှုပါပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။